စခိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကစစ်ပေးရှောင်စခန်းတစ်ခုကို Lighthouse စစ်ပေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ကရင်းလုံးအင်နာတွေဆောက်လုပ်လှူဒန်းပေးခဲ့တယ်လို့သိရပါတယ်။စစ်ရှောင်စခန်းမှာအသုံးပြုဖို့ရင်းလုံးအင်နာတွေကိုအလူရှင်တွေရဲ့အကူအညီနဲ့မေလအစပိုင်းကစတင်ကဆောက်လုပ်လှူဒန်းခဲ့တာဖြစ်ပြီးဒီနေ့အထိအင်နာ၅လုံးဆောက်လုပ်လှူဒန်းပြီးစီခဲ့ပြီလို့ Lighthouse စစ်ပေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ရဲ့တာဝန်ခံကိုသူရင်ကပြောပါတယ်။ စစ်ဆောင်တော်တော်များများကဒီအင်တာတွေကလုံးဝမကောင်းကြရဒီမြေဆိုင်အင်တာလေးပေါ့နော်မြေကြီးပေါ်မှာပဲကျင်းတိုးတယ်အာထင်းချောင်းလေးတာပြီးခါမှာမိုးကားလေးနဲ့တချို့ဆိုမိုးကားကောင်ချောင်းခုနှစ်အစုပ်လေးနဲ့ကာပြီးခါမှာတော့မှဒီအပေါ်လေးသွားကြပြအဲဆိုတော့ဈာမိုင်းနဲ့မငင်းရတော့ပေါ့နော်အာဘိုင်းနာတာဝန်းကဲဒါတွေအာအခြားသောဈာမိုင်းရေဖောက်ပြန်မှုလည်းဖြစ်နေကြပါတယ် ကလေးမျိုးနယ်တောင်ပိုင်းကစစ်ရှောင်စခန်းတွေမှာရင်းလုံးအင်တာမရှိတာကြောင့်ဝမ်ပြန်ဝမ်းလျှော့ယောဂါတွေဖြစ်ပွားနေတဲ့အတွက်အခုလိုရင်းလုံးအင်တာတွေလှူဒန်းနေတာလို့ကုသရင်းကပြောပါတယ်။ဒါ့အပြင်စစ်ရှောင်လူဦးရေများပြားနေပြီးရင်းလုံးအင်တာလုံလောက်မှုမရှိသေးတဲ့အတွက် Light House စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့အနေနဲ့ရင်းလုံးအင်တာလေးလုံးကိုဆက်လက်ဆောက်လုပ်လှူဒန်းပေးသွားမယ်လို့လည်းဆိုပါတယ်။ ကလင်းမြို့နယ်တောင်ပိုင်းမှာစစ်ပေးရှောင်တထောင်ကျော်ခန်းရှိပြီးအဲ့ဒီထဲကစစ်ပေးရှောင်တချို့ဟာစစ်ကောင်စီတပ်ကကြေးရွာတွေကိုစစ်ကြောင်းထိုးတာတွေကြောင့်2021ခုနှစ်တည်းကထွက်ပြေးတင်းရှောင်လာသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။